too dangerous for the original park. We put ourselves in a place we don't belong. What the hell are those? They're helping the Mosasaur. Defend territory, stalk, hunt. None of what you just said is good. ลุงแค่ได้สชิดในเราต้องกะเฮลิคอปเตอร์ตะซีบเจนตั้งหลังแค่บี <coughs> အဲ့ဒီလေရင်ကတော့နဲ့ထဲကကျွန်းတကျွန်းပေါ်ရှိ မျိုးရိုးပီစာတခွက်ခန်းတစ်ခုမှာတိတ်ပံပညာရှင်တွေဆရာဝန်တွေကအီခန်းထဲမှာမျိုးဆက်တတော်တကောင်ကိုထိမ့်သိမ်းထားပါတယ်။ကျွမ်းကျင်ပညာရှင်ကိုချက်ခေါ်လုပ်ခဲ့ကြပြီးမဲ့မျိုးဆက်တိုင်းနေစောကိုဖန်တီးစံတနေချိန်မှာဝန်ထမ်းတအူးရဲ့ပေါ်စာမှုကြောင့်အမိတ်တစ်ခုကထိမ့်သိမ်းရေးတကားကိုချိုယွင်းစေခဲ့ပါတယ်။ ်ဆက်ပေါ်မှာအရေးပေါ်တတိပိစာထွက်ပေါ်လာခဲ့ပြီးဝန်ထမ်းများကအရေးတကြီးထိန်းချုပ်ဖို့စူးစမ်းနေကြရပါတယ်ဒူဒိုကအဆောက်အဦးကိုပိတ်ချဖို့လုပ်နေချိန်မှာတက်ခွဲခန့်မှဖန်တီထားသောတိုင်တူစောတကောင်လွန်မြောက်သွားခဲ့ပါတယ်မေးစေးထိုးဖို့အေးခန်းသေးရောက်နေတဲ့ဆရာဝန်တဦးကထွက်ပြေးလို့မရတော့ပဲတိုင်တူစောနဲ့အတူပိတ်မိနေခဲ့ပါတယ်။သူတို့စမ်းတက်ဖို့မွေးထုတ်ထားတဲ့တိုင်တူစောတကောင်က သူ့ကိုတတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရကြောင့်ဝန်ထမ်းအလုံးကကျွန်းနဲ့တခွဲကန်းကိုစွန့်ပစ်ခဲ့ရပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာတော့တိုင်တို့စောများတရှိဘူးကပြက်ကွယ်လူနီးပါးဖြစ်လာခဲ့ပါတယ်။မြို့ကွဲဖြစ်နေတဲ့လေဘင်းရှိရှိနဲ့တိုင်တို့စောတကောင်ကမြို့ထဲကိုရောက်လာခဲ့တော့ကားလမ်းတွေလည်းပိတ်နေခဲ့ပါတယ်။နောက်ဆုံးလက်ကျန်ဖြစ်တဲ့တိုင်တို့စောက နာမကျန်းဖြစ်နေသောစေကူးသားနေရင်ခြံစည်းရိုးကနေထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်ပြီးမြို့ထဲမှာလမ်းကြောင်းနေတာပါပါကာကျန်းနေစီဝါကုမ္ပဏီဥက္ကဋ္ဌကြီးမာတင်ခရစ်ကကားထဲကနေထွက်လာကတိုင်သူစောကူတီချာစောင့်ကြည့်နေခဲ့ပါတယ်သူကကားထဲကိုပြန်ဝင်လာတော့အမျိုးသမီးတဦးအတန်ကိုကြားလိုက်ရပြီးလန့်သွားပါတယ်သူမကခရစ်အစ်စ်ခံထားတဲ့တပည့်မဆိုတာဖြစ်ပါတယ်ကားမောင်းနေရင်နဲ့ခရစ်ကသူ့ရဲ့အလုပ်အကြောင်းကိုရှင်းပြနေခဲ့ပါတယ် တူတိုဟာနှလုံးရောဂါအတွက်အဆိပ်တမျိုးကိုထုတ်နေပေမဲ့လိုအပ်ချက်တွေအများကြီးရှိနေတဲ့အကြောင်းကိုလည်းရှင်းပြနေခဲ့ပါတယ်။အဲ့ဒီဆေးထုတ်လုပ်နိုင်ဖို့အတွက်အသက်ရှင်နေတဲ့ရှားပါးတိုင်တူသောမျိုးစိတ်၃မျိုးရဲ့တက်ရှိတွေးနမူနာ DNA ကိုထုတ်ယူစုဆောင်းရမှာပဲဖြစ်ပါတယ်။အဲ့ဒါဟာတန်းနဲ့ချီပြီးအမြတ်ရမှာဖြစ်ပေမဲ့ဆိုရာကအဲ့ဒီမျိုးစိတ်တွေဟာအများစုကကမ္ဘာရတီဥတုနဲ့မကိညီနိုင်တဲ့အပြင်အီကွေတာအနီးရှိ တားမြစ်ထားတဲ့ကျူများပေါ်တွင်သာအသက်ရှင်ကျန်ရင်းနေကြပြီးအစိုးရကဝင်ခွင့်မပြုတော့ကန်တက်ကျွန်းတွင်နေထိုင်ခဲ့ပြီးအဲဒီကိုတွားရင်နိုင်ငံတကာရဲ့ဥပဒေကိုချိုးဖောက်ရမှာဖြစ်တဲ့အတွက်ဆိုရာကတုံ့ဆိုင်နေခဲ့ပါတယ်ခရစ်ကဆိုရာမမြုံမန်းထားတဲ့ငွေပမာဏနဲ့ကန်လန်းလိုက်တဲ့အခါမှာတော့ဆိုရာတဘောတူလက်ခံလိုက်ပါတယ်နောက်တစ်ခါမှာတော့ခရစ်နဲ့ဆိုရာကဝင်ငွေမကောင်းလို့ပိတ်ဖို့ပြင်ဆင်နေတဲ့တိုင်းတို့စောပြတဲ့ကိုရောက်သွားခဲ့ကြပြီး ခရစ်ကတူတူရဲ့မရှင်အတွက်လိုအပ်နေတဲ့တိုင်းလူစောကိုမြို့ရိုးပြည်ဆိုင်ခွဲခြားတဲ့နေရာမှာတော်တဲ့ကျန်းကျင်ပညာရှင်ဒေါက်တာဟင်နရီနဲ့ဆိုတာကိုမိတ်ဆက်ပေးခဲ့ပါတယ်။တူတူမရှင်ရဲ့လိုအပ်ချက်ကတော့ကုန်းပေါ်ကျစားနေတဲ့တိုင်းလူစော လီပေါ်ပြန်နေတဲ့တိုင်းလူစောနဲ့ယီနီတိုင်းလူစောတို့ရဲ့မြို့ရိုးပြည်ဆိုင်ကိုရယူရမှာပဲဖြစ်ပါတယ်။တကောင်ချင်းစီမှာကြီးမားတဲ့နှလုံးသားတွေရှိတဲ့အတွက် အသက်တွေကလည်းညာစုညများစွာချီပြီးရှိတဲ့အတွက်ကြောင့်သူတို့ထုတ်ချင်တဲ့စေဝါအတွက်အထူးတင်လျော်ပါတယ်တောက်တာဟင်နရီကသူကိုယ်တိုင်လက်ချင်နေပေမဲ့အစီအစဉ်ကတရားမဝင်တဲ့အပြင်အသက်အန္တရာယ်မှာစိုးရိမ်ရတဲ့အတွက်ငင်းဆန်ခဲ့ပါတယ်ခရစ်ကတောက်တာကိုတဘာဝမှာရှိတဲ့တိုင်းတို့စောရည်နဲ့အပြင်မှာတကယ်တွေးရှိနိုင်ကြောင်းနဲ့တီထက်ပို့ပြီးအသေးစိတ်လိလနိုင်ကြောင်းထပ်ပြီးဆွဲဆောင်လိုက်တဲ့အခါမှာတော့တိုင်းတို့စောရည်က အံ့ဖွဲ့ဖြစ်တော့တဲ့နေ့တနေ့ကိုပြန်အမတ်ရတော့ခဲ့ပြီးအခုအချိန်မှာတော့တိုင်တူစောတွေအကြောင်းကိုလူတွေမေ့ပြောက်စိတ်ဝင်စားမှုမရှိတော့တာကိုကြည့်ပြီးခရစ်နဲ့ဆိုတာတို့ရဲ့မစ်ရှင်မှာလိုက်ပါဖို့သဘောတူလိုက်ပါတယ်သူတို့နောက်ထပ်လူတစ်ခုခေါ်ဖို့အီကွေတာအရှေ့မြောက်ဖက်မိုင်ပေါင်း၄၀၀မိုင်ဝေးတဲ့ပါရာမာရီပိုရှိဒန်ဂါကိုခေါ်ဖို့ရောက်လာကြပါတယ်တန်ကဟာဖုန်းထဲမှာသဘောတူခဲ့ပြီမဲ့သူတို့ရောက်လာတဲ့အခါမှာတော့ တန်ကကလေအကျွေးတင်နေတာကြောင့်သွားမခီးစင်နဲ့ပတ်စံအဆင်မပြေကြောင်းပြောကညင်းခဲ့ပါတယ်ဆိုရာကနောက်ထပ်ငွေတွေထပ်တိုးပေးဖို့အကြံပေးလိုက်တဲ့အခါမှာတော့ခရစ်ကသဘောပေါက်ခဲ့ပြီးအချင်းချင်းတိုင်ပင်ထားကြောင်းကိုရေပြောက ခရစ်ကဒန်ဂါကို နောက်ထပ်ပတ်စံနဆက်ထပ်တိုးပေးကကံလန်ခဲ့ရပါတယ်။ကျွမ်းကျင်လုံခြုံရေးခေါင်းဆောင်ပေါ်ပီကလည်းပါဝင်လာခဲ့ပါတယ်။ခရစ်ကလုံခြုံရေးအတွက်လိုအပ်သလားလို့ပြန်မေးခဲ့တဲ့အချိန်မှာဒန်ဂါက အပေါ်မှာတင်နေတဲ့အန်တရယ်ရှိတက်ရှိတတဝါတွေနဲ့ရင်ဆိုင်ရတဲ့အခါလိုအပ်ကြောင်းပြန်လည်ဖြေကြားလိုက်ပါတယ်။သူတို့ရဲ့ပထမဆုံးပြစ်မှတ်ကရင်းနေမူဆာဆော့ရရဲ့ DNA ကိုရယူရမှာဖြစ်ပြီးသူတို့လေနဲ့ဆိုရင်မိုင်150အကွာအဝေးမှာရှိကြောင်းလေထဲမှာသူတို့ကအစီအစဉ်ရေးဆွဲနေကြပြီးဒေါက်တာဟင်နရီကတော့တိုင်းနိုဆောတွေနဲ့တွေးရင်သူပြင်ဆင်လာတဲ့ DNA ထုတ်ယူဖို့ဆေးထုတ်အပ်ကိုဆိုတာကိုပြသခဲ့ပြီး ဒီအက်ကဒွိနမူနာပြည်တဲ့အခါအလိုအလျောက်ပြန်လဲရောက်ရှိလာနိုင်ကြောင်းဆိုတာကို ရှင်းပြခဲ့ပါတယ်တူတူကတိုင်းလူစောနဲ့စိန်မီတာအကွာမှာတွားနေရမှာဖြစ်ပြီးတွားနေတုန်းမှာဒန်ဂါကဆိုရာနဲ့အရင်မရှင်တွေအကြောင်းကိုဟာတာပြန်လဲပြောကဒီမရှင်မှာတော့အဆင်ပြေဖို့ညှော်လင်းနေကြောင်းပြောပါတယ်ပင်လဲထက်ကတနေရာမှာတော့မိသားစုတစ်ခုကရွက်လီဖြစ်ခီးထွက်နေချိန်ရူဘင်ကတမိဖြစ်တဲ့ ထရီဇာနဲ့အစ်ပယ်လာတို့ကိုစကားပြောနေခဲ့ပါတယ်။ထရီဇာချစ်တူဇီဗီယာကလည်းတူတူနဲ့အတူပါလာခဲ့ပြီးရူပင်ကလီမောင်းခိုင်းတော့ဇီဗီယာကပင်ပန်းနေကြောင်းပြောကငင်းဆန့်ခဲ့ပါတယ်။ရူပင်ကတူတူပင်လယ်နဲ့ထဲရောက်ရှိနေကြောင်းနဲ့တခုခုအမအယွင်းဖြစ်ရင်အကုန်လုံးအသက်တည်ဆုံးနေကြောင်းကိုစိတ်ပျက်ပျက်နဲ့ပြောပြီးလီကိုဆက်မောင်းခဲ့ပါတယ်။ရုတ်တရက်ရူပင်ထူဆန်းတဲ့အတန်တခုကြားလိုက်ရပြီးကြီးထဲမှာအကောင် အကြီးကြီးတတော်တော်ကောင်က သူတို့ဘာမှမလုပ်လိုက်ရသေးခင်မှာပဲလီကိုတိုက်ခိုက်လိုက်တဲ့အခါမှာတော့လီမောက်သွားကအထဲမှာစီဗီးယားတယောက်ပိမိနေခဲ့ပါတယ်ရူပင်ကအထဲမှာအရေးပေါ်အိတ်အနီရောင်ကိုယူခိုင်းကလီကအောက်ရောက်သွားတဲ့အခါမှာတော့ရူပင်ကတခါဖွင့်ပေးလိုက်ပြီးစီဗီးယားကိုကယ်တင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရူပင်ကပက်လက်လန်တော့လဲလီပေါ်ကိုပြန်တက်ကစီဗီးယားလဲအနောက်ကနေလိုက်လာပါတယ်ဒါပေမဲ့သူ့ရဲ့နောက်မှာတော့အကောင်အကြီးကြီးတိုင်းတို့စောတကောင်ပေါ်လာပြီး တိုင်းတို့စောကတူနောက်ကိုလိုက်ပြီးမယ်စီဗီယာအစားမခံရပဲလီဘော်ကိုကက်တီလီတက်လာနိုင်ခဲ့ပါတယ်နောက်တစ်ခါမှတော့ဆိုရာကပင်လယ်ကြီးကိုကြည်ပြီးတယောက်ထဲဝန်းနေနေချင်းဟင်နရီကတူမာဘေးမှာရောက်လာကနှစ်ယောက်သားပေါ်ပေါ်ပါပါစကားတွေထိုင်ပြောရင်းဆိုရာကနှုတ်ဆက်ကအရင်ထွက်သွားခဲ့ပါတယ်မနေ့ရောက်တော့တန်ကာတယောက်ရေဒီယိုကနေအချက်ပြတာတခုခုဖမ်းမိလိုက်ပါတယ်အဲ့ဒါကတော့ပင်လယ်ထဲကမိသားစုတစုစီကဖြစ်ပြီ ူတို့နဲ့28မိုင်နောက်ပြန်သွားရမှာလို့တန်ခါကပြောလိုက်တာကြောင့်ပေါ်ဘီကတာဟာကင်းချီဆောင်ရဲတွေရဲ့တာဝန်ဖြစ်တဲ့အတွက်အဲ့ဒါကိုကယူမဆိုင်ဖို့ပြောပါတယ်တူတို့ကမူဆာစောရဲကျဆားနေတဲ့နေရာနဲ့နီးနေပြီဖြစ်ကြောင်းနဲ့ဒီအခွင့်အရေးကတော်လာတန်းချီတန်တာကြောင့်ပေါ်ဘီနဲ့ခရစ်တိုကလမ်းကြောင်းမပြောင်းဖို့ပြောပါတယ်ဆိုရာကအဲ့ဒီအကောင့်ကြီးကိုခြေရာခံဆက်တတ်ထားတာကြောင့်စိတ်ပူဖို့မလိုကြောင်းပြောပါတယ် ။တန်ကကတော့ပင်လယ်ထဲကမိသားစုကိုကယ်ဖို့လေကိုလမ်းကြောင်းပြောင်းဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာခရစ်ကလမ်းကြောင်းမပြောင်းဖို့သားပေမဲ့တန်ကကငါပိုင်တဲ့လေကိုငါလှုပ်ချင်တာလှုပ်မယ်ဆိုပြီးပြောလိုက်ပါတယ်။ဆိုရာတို့လေကတ်လာတာကြောင့်ရူပင်တို့မိသားစုကလည်းမိနဲ့အချက်ပြကအခုအညီတောင်းခဲ့ပါတယ်။ရူပင်တို့မိသားစုတန်ကရဲ့လေပေါ်ကိုရောက်ရှိလာပြီးချိန်မှတော့ဆိုရာကဒူဒူကိုလေဘယ်လိုမြုပ်ခဲလဲလို့မေးလိုက်တဲ့အခါ ရူဘင်ကမူဆာဆောရာရဲ့တိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဆူရာကလည်းမူဆာဆောရာကဖမ်းရခဲ့တဲ့ဒိုင်နိုဆောမျိုးစိတ်ဆိုတာတီးခဲ့ပါတယ်။ခရစ်ကတူတူစကားဝိုင်းကိုဖျက်ကမရှင်ကိုပဲအာယုံစိုက်ဖို့ပြောပါတယ်။တူတူကမြေပုံနောက်ကိုဝိုင်းကလမ်းကြောင်းကိုကြီးခဲ့ကြပြီးမှမူဆာဆောရာနဲ့နှစ်နိုင်စာလောက်ပဲလိုပါတော့တယ်။ပိုင်နိုဆောကြီးပေါ်လာတော့ဆိုရာတယောက်တနက်နဲ့လမ်းပြဖို့လှုပ်တော့မူဆာဆောရာကလီကို တားကောင်လို့ထင်သွားတာကြောင့်ဝင်တိုက်လိုက်ရဆိုရတယောက်လီပေါ်မှာစောက်ထိုးကြီးချိန်နေပါတယ်။ဟင်နရီကလီပေါ်ကိုဆွဲတင်ပေးလိုက်တာကြောင့်ဆိုရလည်းအလင်းအမြန်ပဲတနက်နေ့မှန်အောင်ပြစ်လိုက်ပါတယ်။စီရိုအထဲမှာတွေးတွေပြေးလာခဲ့ပြီးတော့နမူနာယူတာကလည်းအဆင်ပြေသွားတာကြောင့်ခရစ်တိုကအောင်ပွဲခံခဲ့ကြကဟင်နရီကိုလည်းချီးကျူးခဲ့ပါတယ်။တိုင်သူစောရဲ့သွေးနမူနာရလာတော့ဟင်နရီကနှစ်ယောက်ထဲရှိနေတော့ဆိုရာကိုအဖြစ်အမှန်အကြောင်းကို ရှင်းပြပါတယ် ဒီနမူနာထုတ်မဲ့ဆေးတွေကလူသိန်းသုံးနေတာမဟုတ်ပဲလူချမ်းသာတွေပဲဖြစ်နေကြောင်းသွေးမီလို့ဆိုတာကိုပြောဆိုရဆိုတာကအသွေးတွေဆက်မသွေးဖို့ပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့တန်ကာတို့ရဲ့လေစီနောက်ထပ်တိုင်တို့စောမျိုးစိတ်တွေရောက်လာချိန်မှာတော့ပေါ်ပြီကကုန်းပတ်ပေါ်တက်ကတနက်နဲ့ပြစ်ပါတယ်တန်ကာကတတိထားဖို့ပြောခဲ့ပြီမဲ့ပေါ်ပြီကမဲပြီးဖြစ်နေတာကြောင့်အနောက်ကတိုင်တို့စောကြီးပေါ်လာပြီးပေါ်ပြီကိုစားလိုက်ပါတယ် ခဏကြာတော့မူဆာစောရက်ပြင်လာကလီကိုဝင်တိုက်လိုက်တော့လီကဆောင်းသွားပြီးအစပယ်လာကအပောက်ကိုပြုတ်ကြမလို့ဖြစ်သွားတာကြောင့်ရူပင်ကကယ်လိုက်ပြီးမှရူပင်ချီထောက်တန်ရာရသွားခဲ့ပါတယ်ရူပင်တယောက်ထရီဆာကိုရီဒီယိုကနေအခုအညီလန်တောင်းဖို့အထဲကိုဝင်သွားခိုင်းလိုက်ပြီးတန်ကာကတော့မူဆာစောရက်ရီတိုင်ဘင်းကိုမလိမ့်နိုင်တာကြောင့်လီကိုကြောက်ဆောင်စီဥတီမောင်းသွားခဲ့ပါတယ် တန်ကကကြောက်ဆောင်စီကိုဥတီသွားမှဖြစ်လို့အကုန်လုံးမျက်နေအောင်ကင်ခန်းခဲပါတယ်။ထရီဇာကရီဒီယိုကိုဆက်တွေ့ဖို့ကြိုးစားနေချိန်ခရစ်ကတူတူကင်တွေ့နိုင်ကြောင်းသားပါတယ်။ထရီဇာကနားမထောင်တော့သူကရီဒီယိုကိုဆွဲလူလိုက်ပြီးယုံရင်ဆန်ခတ်ဖြစ်ကထရီဇာကချီချော်ပြီးပင်လယ်ထဲကိုပြုတ်ကျသွားပါတယ်။စီဗီယာတယောက်လဲတူကိုကဲ့ဖို့ခုန်ချလိုက်ပြီးတန်တဲ့လူတွေကိုလည်းလီကိုကြောက်ဆောင်တွေကြားမောင်းသွားခဲ့ပါတယ်။ရူပင်တို့တားအဖားနေအောင်လဲ လေကအချိန်မရွေးမောက်တော့နိုင်တာကြောင့်ဒူဒူလဲပင်လယ်ထဲကိုခုန်ချလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာမူဆာဆောရတ်ကြောင့်လေကလမ်းကြောင်းပြောင်းပြီးအချိန်မထိုင်နိုင်တော့ပဲကြောက်ဆောင်တစ်ခုနဲ့တိုက်မိတာကြောင့်တင်ပေါ်မန်တွေလည်းကွဲအဲကုန်ပါတယ်။တန်ကတယောက်ကလွဲပြီးကျန်တဲ့လူတွေအကုန်လေပေါ်ကနေခုန်ချကာကမ်းခြေကိုရအောင်လွတ်ထားလိုက်ပါတယ်။ဖရီဇာနဲ့ကျန်တဲ့လူတွေကလည်းအကုန်ပြန်လဲပေါင်းစည်းနိုင်ခဲ့ပါတယ်။ သူတို့ကန်းချီကိုရောက်တော့ပင်လယ်တတဝါတွေကလည်းကန်းချီမှာအမဲလိုက်နေတာကြောင့်ခရစ်ကချက်ချင်းထွက်သွားဖို့ပြောနေပြီမြင့်တန်ဃာရဲ့အဖွဲဝင်တယောက်ပစ္စည်းကိုကန်းချီပေါ်ဆွဲတင်နေတော့တိုင်နူစောအကောင်ရဲ့စားချင်းကိုခံလိုက်ရပါတယ်ရူပင်တို့မိသားစုကတော့တိုင်နူစောရန်ကိုကြောက်လို့ကျွန်းရဲ့ကုန်းမြင့်စီကိုတက်သွားခဲ့ပါတယ်အဲ့ဒီနေရာရောက်တော့မြူတွေကြားမှာကျွန်းရဲ့အလာတရားကိုမြင်တွေ့လိုက်ရပါတယ်ဆိုရာကဒီအဖြစ်အပျက်တွေကိုမေးမြန်းရာခရစ်ကကျွန်းရဲ့လိုအပ်ချက်ကိုပြောပြခဲ့ပါတယ် ခရစ်ကတူတိုးမှာလက်နက်မရှိလို့နောက်ထပ်အစီအစဉ်တွေရှိသေးလားလို့မေးမြန်းရာဆိုရာကတူတိုးရဲ့ရေဒီယိုချိန်နှုန်းကိုစောင့်ကြည့်ဖို့အဖွဲတစ်ဖွဲငားထားကြောင်း24နာရီအတွင်းအဆက်တွေမရပါကအဲ့ဒီအဖွဲကနောက်တရက်မနေ့မှာကျွန်းပေါ်ကိုဟယ်လီကော်ပတာတစ်စီးရောက်လာမှဖြစ်ကြောင်းနဲ့လေရင်ပေါ်တက်ဖို့အချိန်နှမိနစ်ပဲရမှဖြစ်ပြီးလွဲသွားခဲ့ရင်ကျွန်းပေါ်တောင်တင်းနေမှဖြစ်ပါတယ် မရှင်ကပို့ပြီးခက်ခဲကြက်တဲလာကအသက်ရှင်တန်ဖိုးကလည်းမတိချပါမိ့။ကြံတဲ့သွေးနမူနာကိုလည်းထပ်ပြီးစုဆောင်းရမှဖြစ်တာကြောင့်ခရီးဆက်ထွက်ခဲ့ကြပါတယ်။အန်တီအချိန်မှပဲရူပင်တို့မိသားစုကလည်းစဲယုံကပိုင်လိုင်းအဟောင်းကိုတွေ့တော့ပြီးပိုင်လိုင်းတွေနောက်လိုက်သွားရင်ရွာရှိနေတဲ့အတွက်ရေဒီယိုလည်းရှိနေကြောင်းပြောပါတယ်။ကျွန်းရဲ့တနီယာမှာအက်စပယ်လာတယောက်တိုင်းလူစောပေါက်ကလေးကိုတွေ့တော့လိုက်ဖမ်းရာတိုင်းလူစောပေါက်ကလေးကကြောက်ပြီးထွက်ပြေးခဲ့ပါတယ်။ ခရစ်ကမြစ်ထဲကရေကိုတောက်ဖို့ခတ်လိုက်တော့ရေထဲမှာကြားနေတဲ့ဆွဲကြိုးကိုတွေးလိုက်ပါတယ်အပေါ်ကိုမော်ကြည့်လိုက်တော့ဟယ်လီကော်ပတာပြက်တစီ တွဲလောင်းကြားနေပြီလက်ထဲမှာလည်းတင်နက်ကိန်ထားတဲ့အယူစုတစ်ခုကိုတွေးလိုက်ပါတယ်အနာကတုတ်တချောင်းကိုယူပြီးတနက်ကိုယူဖို့ကြိုးစားပါတယ်ညရောက်တော့ရူပင်တွန်ပီသားစုတနီယာမှာနားလိုက်ကြပြီးစီဗီယန်ကိုညဖက်ကင်းဆောင်ခိုင်းပါတယ်အက်စပယ်လာတယောက်တွေးခဲတဲ့အတိုင်းလိုစောပေါက်လေးနဲ့ယင်းဒီသွားပါတယ် အနားမှာတော့စီဗီယံအပေါ်သွားခြင်းအနောက်ကနေတိုင်သူစောတကောင်ကတကောင်ကိုပြန်စားနေတဲ့အချိန်စီဗီယံတယောက်ကြောက်တော့ကမလုတ်ပဲငြိမ်ငြိမ်လေးပဲနေနေခဲရပါတယ်။နောက်တစ်ရက်မနေ့မှာတော့ဆိုရာတို့အဖွဲရှေ့ဆက်သွားခဲ့ကြပြီးနှစ်ပင်တွေကြားထဲရောက်သွားတဲ့အခါမှာတော့သူဆက်တဲ့အတန်တွေကိုလည်းကြားခဲရပါတယ်။အတန်နိုင်ဆုံးတူတူတွေလည်းအတန်မထွက်ပဲကယူတစိတ်လှုပ်ရှားနေတဲ့အချိန်အလွန်ရှိတဲ့အမိကြီးထွက်လာပြီး တိုက်တန်တို့စောရက်တိုင်းတို့စောတကောင်ပေါ်လာခဲ့တော့ အကာအကွယ်ယူဖို့အတွက်ပြီးခဲ့ရပါတယ်။သူတို့တွေနေရာယူပြီးတနက်ကိုအတင်းပြင်ကအစီအစဉ်တိုင်းဆက်လုပ်ခဲ့ပါတယ်။ဟင်းရီကတော့တိုင်တို့စောချေချောင်းနားကိုသွားကလက်နဲ့ပုတ်တက်ခဲ့ပြီးရှင်းပြလို့မရတဲ့စိတ်ခံစားချက်တမျိုးကိုရခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆိုရာကစီထုအပ်တဲ့နတ်ကိုပြစ်လိုက်ပြီးနေရအတီအကျမ်းမှန်သွားခဲ့ပါတယ်။စီထုအပ်ကသွေးတွေနဲ့ပြေးလာခဲ့ပြီး အဲ့ဒီနေရာက တိုက်တန်နူစောရအများကြီးရှိနေတာကိုတွေ့တဲ့အတွက်ဟင်နရီတယောက်အပျော်ကြီးပျော်နေခဲ့ပါတယ်။ရူပင်တို့ကလည်းပိုက်လိုင်းအတိုင်းသွားတော့နေမီတွေကကျန်တဲ့ထက်ကျန်လာခဲ့ပြီးစီဗီးယားတယောက်ခြေချော်ပြီးတောင်အောင်ကိုကြားတော့ခဲ့ပြီးကျန်တဲ့လူတွေကလည်းခြေချော်ကလိုက်ကြသွားခဲ့ပါတယ်။တန်ကောင်းထောက်မဆွာနဲ့တူတူတွေပါမမဖြစ်ခဲ့ပဲလူတွေပြန်စုနိုင်ခဲ့ပြီးထရီဇာတယောက်မြေရပီးနားမှာရှိတဲ့အိမ်ထဲကအသက်ကယ်လီကိုတွေ့သွားပါတယ်။ ရူပင်ကခြေထောက်နားနေတဲ့အတွက်ထရီဇာကတယောက်ထဲသွားကြည့်ပြီးအနားရောက်တော့ပြင်ကျင်းနေတဲ့ပစ္စည်းကိုပဲတွေးခဲရပါတယ်။တိုင်နိုဆောပေါက်လေးတွေကဖြတ်သွားခဲ့ပြီးသူကအနားမှာတိုင်နိုဆောတကောင်အိတ်နေတာကိုတတိထမ်းပြီးခဲ့ပါတယ်။အိမ်ထဲကိုဆက်သွားခဲ့တဲ့အခါမှာတော့အသက်ကယ်လီတစည်းကိုတွေးလိုက်ပါတယ်။အသက်ကယ်လီဘုံကိုကန်းချီစီဆွဲသွားခဲ့တော့အသက်ကယ်လီပွင့်သွားခဲ့ပြီးအတန်ကြောင့်တိုင်နိုဆောနိုးလာပါတယ်။ တိုင်းလူစောကအစ်ချင်မူဒူးနဲ့မြစ်ထဲရီတောင်းနေတုံးထရစ်ဆာကကြံတဲ့လူတွေစီအာတုမန်တန်နဲ့လော်သွားနေချိန်တိုင်းလူစောတကောင်တတိထမ်းမိသွားကနှောက်ကလိုက်လာကလေကိုတစ်ချက်ထဲနဲ့မောက်ပစ်ခဲ့ပါတယ်သူတို့ကအရေးစီးနဲ့မျောပသွားခဲ့ပြီးရူပင်ကတော့ကြောက်ဆောင်တွေကြားပုံနေခိုင်းပါတယ်အဲ့ဒီနောက်မှာတော့အက်စပယ်လာတယောက်ပျောက်နေတာတီထွားခဲ့ပြီးအက်စပယ်လာကိုအော်ခေါ်နေခဲ့ပါတယ် တကယ်တော့ Espera တယောက်ကြီးမကူတတ်တော့အသက်ကလေးအုံးမှာ ပုံနေခဲတာပါ။တိုင်းလူစောကလူအနှန်းကိုရတော့လေကိုပြန်လန့်လိုက်တဲ့အခါမှာတော့ Espera ရည်စည်းနဲ့အတူတူမီတန်းစုစီရောက်သွားခဲ့ပါတယ်။တိုင်းလူစောတကောင်ဒေါသတကြီးနဲ့အသက်ကလေးကိုကိုက်ဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ဆိုရာတို့အဖွဲကုမ္ပဏီတနီယာမှာရောက်နေပြီးပြန်နိုင်တဲ့တိုင်းလူစောတိုက်တစ်ခုကိုတွေးလိုက်တာကြောင့်အတိုက်စီကိုဟင်နရီတို့ဆင်းခဲ့ကြပါလေ။ အထဲမှာတော့တိုင်းသူစိုးဦးတွေရှိနေပြီဟင်နရီကတော့ဥကိုလီလာနေတော့ဆိုရာကစီးကိုလူသိန်းတုံးနိုင်အောင်ဘလို့လောက်ရမလဲလို့မေးလိုက်ပါတယ်ဟင်နရီကသွေးနမူနာကိုထိမ့်ချုပ်မထားဘဲတကပလုံးတုံးနိုင်အောင်ခြားပြတင်ကြောင်းပြောပါတယ်ရုပ်တရက်ပြန်လာတဲ့တိုင်းသူစောတကောင်အထဲဝင်လာတာကြောင့်ဟင်နရီအကူအညီလမ်းတောင်းပါတယ်ရှုပ်ထွေးတဲ့အခြေအနေကြောင့်ဟင်နရီခြေကျော်ပြီးပြုတ်ကျသွားတော့ဆိုရာကလမ်းဆွဲထားတော့တင်းနမူနာလဲကျသွားခဲ့ပါတယ် အပေါ်ကနေတန်ကအဖွဲသားကအာယုံလွဲလိုက်ပြီးတိုင်သူစောအပေါ်ကို လိုက်လာတာကြောင့်တန်ကကဆွဲတင်ပြီးပြီမဲ့သူရဲ့အဖွဲသားကိုတော့လမ်းတစ်ဝက်မှာတင်တိုင်သူစောစားတာခံလိုက်ရပါတယ်တိုင်သူစောကအခြားသူတွေရဲ့နောက်ကိုလိုက်ပြီးမဲ့သူတို့ကလန်ကူချားတဲ့ဝင်ပုံးနိုင်ခဲ့ပါတယ်ဟင်နရီကတော့တွိနမူနာကိုပြန်ယူနိုင်ခဲ့ပြီးအပေါ်ကိုပြန်တက်လာချိန်ကျူးကပြတ်သွားကပြုတ်ကျသွားခဲ့ပါတယ် ကန်ကန်းထောင်းမစွာနဲ့သူကရီအိမ်ထဲကိုပြောက်ကြသွားခဲ့ပြီးကျန်တဲ့သူတွေကလည်းလာကူညီပေးပါတယ်ဟင်းရီတယောက်ပါမမဖြစ်ပဲတွေးနမူနာတွေကလည်းပါမမပျက်စီးဘူးဆိုတော့ဆိုရာကတီနီယာကနေအမြန်ဆုံးထွက်သွားကြဖို့ပြောပါတယ်ရူပင်နိုမီတာစုကတော့အသက်ကယ်လေးနဲ့ပိုက်လိုင်းအဆုံးထိရောက်လာတော့စက်ယုံအဟောင်းနာရောက်လာပါလေတူတို့လည်းလေကိုကန်းကတ်လိုက်ပြီးစက်ယုံအဟောင်းနာကိုရေဒီယိုကိုရှာဖို့အထဲဝင်လိုက်ပါတယ် ဲ့ဒီစက်ယုံအနားကိုတန်ကာလိုတဲ့ရောက်လာကမင်ဘလူးဖြစ်ကြည့်လိုက်တော့30မီတာအကွာမှာဟယ်လီကော်ပတာဆင်းလို့ရမယ့်နေရာကိုတွေးလိုက်ပါတယ်ဆိုရာကရူပင်တို့ရှိမယ်ထင်ပြီးအဖွဲကိုဥဆောင်ကစက်ယုံထဲကိုဝင်လိုက်တာကြောင့် နောက်ဆုံးမှာတော့သူတို့ကိုတွေ့သွားခဲ့ပါတယ်ထရီဇာတယောက်လီဘော်ကကိစ္စကြောင့်ခရစ်နဲ့စကားများကြားပါတယ်ခရစ်ရဲ့စကားကိုဘသူကမှမယုံကြည်တာကြောင့်သူရထားတဲ့တနက်ကိုထုတ်ကတွေးနမူနာကိုသူ့ကိုပေးခိုင်းပြီးဟယ်လီကော်ပတာလာဖို့ညင်ညင်လေးစောင့်ဖို့ပြောတဲ့အခါမှာတော့အချီနီကပို့ပြီးတင်းမလာခဲ့ပါတယ်အက်စပယ်လာကစုညံတန်တစ်ခုကိုကြားလိုက်ရပြီးဟင်နရီကအချိန်ရောက်လာလို့လေဘတ်တဲ့ဆက်ယုံရဲ့အတန်လို့ပြောပါတယ်သူတို့နာမိတွေလင်းလာတဲ့အခါအတန်မထွက်ဖို့ လုတ်ပြီးမဲ့ပြန်နိုင်တဲ့မြို့ဆက်တိုင်းတို့စောတွေရောက်လာကသူတို့လည်းလန့်ပြီးထွက်ပြေးခဲ့ရပါတယ်။သူတို့ကပျက်စီးနေတဲ့စေုံနာကိုဝင်သွားခဲ့ကြပြီးတိုင်းတို့စောကလည်းနောက်ကနေလိုက်လာကတကားကိုအသေးအတန်းဝင်တိုက်ခဲ့ပါတယ်။ဆိုရာနဲ့ခရစ်တိုကလည်းကားအောက်မှာဝင်ပုန်းနေခဲ့ပြီးတိုင်းတို့စောထွက်ပြေးသွားအောင်တနက်နဲ့ပြစ်ခတ်လိုက်ပါတယ်။ Espella နဲ့ရင်းနှီးတဲ့တိုင်းသူစောပေါလေးက Espella ကိုတွေးအောင်လိုက်ရှာခဲ့ပြီး ်အစ်ပယ်လာအစာလာကျွေးနေတော့မှပဲနောက်ထပ်တိုင်တို့စောတကောင်လည်းထပ်ပေါ်လာတာကြောင့်အစ်ပယ်လာတယောက်ရီခဲတတထဲဝင်ပုံနေလိုက်ပါလေတိုင်တို့စောကရီခဲတတရှေ့ရက်လိုက်ပြီးမှန်ထဲကသူ့ပုံသူကြီးကလက်ထွက်သွားခဲ့ပါလေခဏကြာတော့အစ်ပယ်လာတယောက်သူ့မိသားစုစီပြန်ရောက်သွားခဲ့ပြီးတိုင်တို့စောကလည်းနောက်ကနေလိုက်လာတာကြောင့်လိုက်ခေါင်းတွေထဲကနေထွက်ပေါက်ကိုရှာကြပါလေတန်ကနဲ့ဟင်နရီတို့ကလည်းပင်လယ်ထဲကိုရောက်တဲ့လီထွက်ပေါက်ပိတ်လိန်တွေကနေရူပင်တို့အတန်ကိုကြားလိုက်ရပါတယ် အဲ့ဒီအချိန်မှာတော့သူတို့ကိုလာခဲ့တဲ့ဟယ်လီကော်ပတာသစီးရောက်လာတာကိုသိပါတော့တယ်။တန်ဂါတို့ရောက်နေတဲ့အေးခန်းထဲမှာဒိုင်းနိုဆောကြီးတစ်ကောင်ရှိနေတာကိုတွေ့လိုက်ရပြီးတန်ဂါတယောက်အဖွဲသားကိုတွားရှာကဟင်နရီကဟယ်လီကော်ပတာကိုအချက်ပြဖို့စောင့်နေခဲ့ပါတယ်။ခရစ်တယောက်တွေးနမူနာတွေနဲ့တော်တန်းလန်းတဲ့ကားသစီးကိုတွေ့တော့တက်မောင်းခဲ့ပါတယ်။သူကဆိုရာကိုပစ်ထားခဲ့တော့ဒိုင်းနိုဆောတွေမမြင်အောင် ပုံဖို့အတွက်ဆိုရာကတစ်ပင်နောက်ကိုပြေးထွက်သွားခဲ့ပါတယ်။ အဲ့ဒီမှာတော့လိုက်ခေါင်းဝင်ပေါက်ကိုတိုင်လို့စောဝင်သွားတာကိုတွေ့လိုက်ရပြီးတူလူတွေရှိမယ်အထင်နဲ့ဆိုတာလဲဝင်သွားခဲ့ပါတယ်။ဟယ်လီကော်ပတာလေပေါ်မှာလက်ပတ်ကြည့်နေခဲ့ပြီးညီပြင်ကလှုပ်ရှားမှုတွေကိုမတွေ့တော့ထွက်သွားဖို့ပြင်ဆင်ခဲ့ပါတယ်။ ဟင်နရီကမိကြီးတစ်ခုကိုပြစ်တင်လိုက်တဲ့အခါမှာတော့ပြန်လဲလာခဲ့ပေမဲ့မြေပြင်ပေါ်မစင်တက်လိုက်ခင်မှာပဲတစ်ပစ်နောက်မှရောက်နေတဲ့တိုင်တိုစောတကောင်ထွက်လာပြီးလေထဲမှာရှိတဲ့ဟယ်လီကော်ပတာကိုစားလိုက်ကဖြစ်စည်းလိုက်ပါတယ်။တာကိုမြင်လိုက်ရတော့ဟင်နရီတယောက်အခြားသူတွေကိုတတိပေးဖို့ထပ်ပြေးသွားခဲ့ရပါတယ်။ခရစ်ကလွဲပြီးတန်တဲ့လူတွေကိုလူပြန်စုကဟင်နရီကဟယ်လီကော်ပတာပျက်စီးတဲ့တင်းကိုပြောပြပါတယ်။တန်ကာကလည်းငါတို့ ကြည်ဖောက်ထုတ်တဲ့ဥမင်ထဲရောက်နေပြီးတခုတည်းတော့ထွက်ပေါက်ကလည်းတီနီယာကိုဖျက်သွားရမှာဖြစ်ပြီးပင်လယ်ကိုထွက်တဲ့အပေါ်မှာတော့လေသစည်းကိုတွေးလိုက်ကြောင်းအဖွဲသားတွေကိုပြောပြပါတယ်ခရစ်တယောက်ကြောက်ကြောက်နဲ့ကားကိုမောင်းထွက်ပြေးသွားတာကြောင့်တိုင်နူစောတွေကသူ့ဖျက်မောင်းသွားတာကိုမတိုက်ခိုက်ပဲကြောင်ကြီးနေတာကြောင့်လမ်းပေါ်တန်းနေတဲ့တိုင်နူစောတစ်ကောင်ကသူ့ရဲ့လမ်းကြောင်းကိုပိတ်လိုက်ပါတယ် ခရစ်ကားရှောင်လိုက်နိုင်ပေမဲ့ကားကိုမထိုင်နိုင်ပဲဖြစ်သွားပါတယ်။ဆိုတာကသူ့အဖေသားတွေနဲ့လိုင်ခေါင်းထဲမှာတွေ့ရောကြသည်ထပ်ပေါက်ကိုဆက်သွားခဲ့ကြပေမဲ့တိုင်နိုဆောတွေကနှက်ကားလိုက်လာကြပါတယ်။အဲ့ဒီလိုနဲ့ထပ်ပေါက်ကိုရောက်တော့တန်တကားတွေပိတ်နေတာကိုတွေ့လိုက်ရသည်တန်တကားတွေကြားကနေအက်စပယ်လာတယောက်ပဲထွက်လို့ရခဲ့ပါတယ်။သူကအပြင်ကိုရောက်တော့ဟယ်လီကော်ပတာကိုဖြတ်စည်းခဲ့တဲ့တိုင်နိုဆောကြီးကအနားမှာရှိနေတာကိုလှန်သွားခဲ့ပါတယ် ဒါပေမဲ့လည်းသူကဆက်သွားခဲ့ပြီးခလုတ်ကိုဆွဲကာတန်တကားကိုဖြန့်ပေးလိုက်ပါတယ်တိုင်းသူဆွဲထပ်ပေါက်ကိုပိုက်လိုက်ချိန်မှာတော့ခရစ်ကကားကိုအရှိန်နဲ့မောင်းပြီးဝင်တိုက်ပေမဲ့လမ်းပိတ်တာခံလိုက်ရပြီးကားကိုတနင်းကသူ့ကိုစားလိုက်ပါတယ်။ဆိုရာတို့ကပျောက်ကျလာတဲ့သွေးနမူနာကိုဘီယူကလီစီကို လိုက်သွားခဲ့ပေမဲ့အက်စပယ်လာကစက်တီတီနေခဲ့ပါတယ်။ တိုင်းသူစောကြီးကသူ့ကိုကြီးကအနာကတ်လာတဲ့အခါမှာတော့တန်ဃာကတော့မိကြီးကိုရှို့ကပင်လယ်စီများခေါ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တိုင်းသူစောကြီးမိယာနောက်ကိုလိမ့်လာခဲ့ပြီးကျန်တဲ့လူတွေကလေပေါ်ကိုတက်ပြေးခဲ့ကြပါတယ်။ဆိုတာတယောက်နောက်ပြန်လဲကြည့်တဲ့အခါမှာတော့တန်ဃာကိုတိုင်းသူစောစားလိုက်တာပါမမတက်နိုင်ပဲကြီးနေခဲ့ရပါတယ်။တူတူကအလီကိုအမြန်ဆုံးလော့ခဲ့ကြပေမဲ့တိုင်းသူစောကနောက်ကလိမ့်လာခဲ့ပြန်ပါတယ်။ ရေနှပိုင်းရောက်တော့ဆက်မလိုက်ပဲអော်ပြီးចန့်ခဲပါတယ်။အဲ့ဒီနောက်မှာတော့ခလလန်းကနေမိအောင်ပေါ်လာခဲ့ပြီးတန်ကတယောက်အသက်ရှင်နေတာကိုទីလိုက်ရပါတယ်။တူတူကအလီဘော်ကိုဆွဲတင်လိုက်ကြပြီးအောင်ပွဲခံလိုက်ကြပါတယ်။ဒီနောက်မှာတော့တန်ကာကလည်းလေအစွန်းမှပါလာခဲ့ပါတယ်။ကျွန်းပေါ်ကနေလွတ်မြောက်လာခဲ့ပြီးနောက်ဆိုတာနဲ့ဒေါက်တာဟင်နရီတို့ဟာလောပါကြီးတဲ့ခရီးရဆန္ဒကိုစမ်းကျင်ခဲ့ကြပါတယ်။တူတူဟာ စုဆောင်းရရှိခဲ့တဲ့ရှားပါတိုင်းလူစောသုံးမျိုးရဲ့အဖို့တန် DNA သွေးနမူနာတွေကိုပါကကျန်းနေဆီကုမ္ပဏီကိုမပေးတော့ပဲကဘာတဝန်းမှရှိတဲ့စီးပညာရှင်တွေများအားလုံးကိုအခမဲ့တုံးဆွဲနိုင်ပြီးနှလုံးရောဂါအတွက်အစေအဝါကိုအလေအမြန်ထုတ်ဖော်နိုင်ဖို့အတွက်အများပြည်သူပိုင်အဖြစ်တင်ညာလိုက်ပါတယ်